။တရှုံမင်းအွန်လိုင်းတကောင်ကတော့ရုရှားကိုသွားပြီးတော့နျူကလ িয়ার တပေါင်းဘူးစောင့်မယ်ဆိုပြီးတော့ဘလို့ပဲလက်မှတ်ရေးထိုးထိုး။ဘောမအပေါင်းကနေပြီးတော့လိုပဲနိုင်ငံကြီးကတိုးတက်နေပါတယ်လို့သူတို့ပြောခင်မှာတိုးတက်နေပါလို့ပြောနေပြောနေသိကြတာတစ်ခုကတော့မြန်မာနိုင်ငံလက်ရှိချိန်မှာနောက်ထပ်အရင်15နှစ်ကိုပြန်သွားနေတာကိုသိကြပါပဲ။ဒါတွေကိုသက်သေပြနေတဲ့အရာကတော့အချိန်ကတစ်အုပ်စုစစ်အစိုးရလက်ထက်မှာတန်ကျက်ထိုးခဲ့တဲ့တန်ကျက်တွေကကဲကိုပဲပေါ်လင်းစေတာဖြစ်ပါတယ်။ ရင်သာနဲ့ရွာလောနဲ့ရွာလောတို့ရွာလောနဲ့ရွာအဆောင်မိမောင်မောင်ဂေယောချောက်ချတို့ပြီလာတို့ပြီလာမမပြီလာကဘာရွာကြီးတယ်မှာကောအင်တာနက်ရောစင်ပြေလောဖက်ကြီးအမီပင်ကော်နက်ရှင်ယူတုမရှိဘန်ကန်တီဘန်ကန်တီဟေးဘန်ကန်တီ ော်ခွားကနီးပညာနဲ့ချက်တင်တက်တာတို့ပြီမာဟဲ့ချက်လို့ကောင်းတော့ကျူကောင်းတော့မာမိကောက်ပြတ်တာတို့ပြီမာဟဲ့ရချာရချာမီးပညာလဲမီးအားမပြေတာတို့ပြီမာဟဲ့မီးပြတ်တော်냐ကိုရီးယားတော့အလို့မကမ်းမာတို့ပြီမာဟဲ့ ဆက်ဆိုင်ဝိုင်းဒုံဒုံတိုင်းနဲ့ထင်ရဆိုင်နာတို့ပြီးမှာဟဲ့ Made in China အစုံများနဲ့မိရောက်လင်းနာတို့ပြီးမှာဟဲ့ပြင်းတော်ပြင်းသေးတယ်ဟဲ့ပြင်းတော်ပြင်းသေးမင်းအောင်ရရဲ့စစ်မှုတန်းဥပဒေထုတ်ပြီးတဲ့အချိန်မှာတော့ပြည်ပမှာရောက်ရှိနေတဲ့လူငယ်တွေကိုပါအားလုံးကိုစစ်မှုတန်းပြန်လာဖို့နဲ့လစဉ်အမျှသူတို့ရဲ့တတ်မှတ်ထားတဲ့ဗန်တွေကနေပြီးတော့ငွေတွေလွှဲဖို့ဖိအားပေးနေတယ်လို့လစဉ်နဲ့အမျှခွန်တုတ်တွေကိုစောင့်ဖို့တော်လဲဖိအားပေးနေတာအားလုံးဒီမှာပါ စင်တဘူးလို့ရောက်တဲ့ကြာပီယာဖြစ်လို့လားဟေဟိုနာဒီနာသွားကျင်သလားစိုက်ကယ်လေးနဲ့ဗျာဩစတိုင်းကြီးနဲ့စားနိုင်လားအလောက်ကခိုင်းနေဗျာတပြုံးမြုံပြော်လို့မော်လို့မစုံလောက်ပြောင်းမှာမကြောက်ဘူးလားတတဟာဘာဖလူပြင်မှာမကြောက်ဘူးလားတတဟာဘောပေါ်ပေါ်မှာမကြောက်ဘူးလားတတ Dios <coughs> ော်လံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရီဗော်လူရှင်းရီချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေရရှင်မလို့သွားပြီးခင်ဗျာတော့ယနေ့ match last 10ရက်နေ့တနင်္လာနေ့ရမနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီကောင်းဆောင်များကတော့၎င်းတို့ရဲ့ကိုဂျူးစီးပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအကျပ်သိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1400 69ရရှိဖြစ်ပါတယ်မြန်မာနိုင်ငံတောင်ဝမ်းမှာတော့စစ်ကောင်စီကစစ်ကွေးတရက်တာတည်ဆုံးမှုစီးရင်မှာတော့ဘကိုးတိုင်းဘရောင်းမြို့နယ်မှာအသေးများပါတယ်ဒီတွေ့တူတော့မရပါဘူး ်ဘကိုးတိုင်းအုတ်တင်းမြို့နယ်မှာ၅ကောင်ဘကိုးတိုင်းကျိုးပင်ကောက်မြို့နယ်မှာ၃ကောင်ဘကိုးတိုင်းမင်းလာမြို့နယ်မှာ၁ကောင်ပြင်းပြင်းနဲ့တန်တောင်ကြီးမှာ၁၀ကောင်မုံပြင်းနဲ့ရေးမြို့နယ်မှာ၇ကောင်မကွေးတိုင်းရေးစကြိုမြို့နယ်မှာ၄ကောင်တနင်္သာရီတိုင်းရေးပြည်မြို့နယ်မှာ၄ကောင်တနင်္သာရီတိုင်းဒဝယ်မြို့နယ်မှာ၁ကောင်နဲ့စကိုင်းတိုင်းကမ့်ပြည်မြို့နယ်မှာ၁ကောင်အသီးသီးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်မြို့တွေနှံ့ပြားမှာအခုလူမျိုးစစ်ကောင်စီကစစ်ကိုရေးနေစဉ်ရက်ဆက်သေဆုံးနေတာကိုကြည်ချင်းအဖြစ်တော်လိုင်းတက်တည်းရဲ့အာနာစကွင်းကလည်းတော်တော်လေးကြေပြန့်လာတာကိုတွေ့နေရမှာဖြစ်ပါတယ် ရောင်းဆုံးသတင်းပုတ်အနေနဲ့ကတော့မုံမီနယ်ရင်းမြို့နယ်တောင်စွန်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတအားတိုက်ခိုက်ရမှာတော့ခဏဦးတေဆုံးပြီး10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ABLU ကောင်းဆောင်ကနေပြီးတော့ထုတ်ပြန်ထားပါဗျ။ဒါဟာမတ်လ9ရက်နေ့နေ့လယ်ပိုင်းမှာရေးမော်လမြိုင်လမ်းမိုင်ဘေးမှာရှိတဲ့တောင်စွန်းကျေးရွာခမာရအုံလေးသုံးတရင်ကနေပြီးတော့နေမြေရှင်းလင်းရေးစစ်ဆေးမှုပုံစံဖြင့်ဝင်ရောက်လာခြင်းဟုအသိပေးထားပါဗျ။တောင်စွန်းရွာထိပ်ကိုအစစ်ဆေးပုံစံမျိုးနဲ့ရောဝင်ရောက်လာခဲ့တာပါ။သူတို့ကကျွန်တော်တို့ရှိတဲ့တွင်တွေကိုဝင်လာတော့နေ့လယ်ကကျွန်တော်တို့ drone နဲ့လိုက်ရန်နဲ့ လိုက်တော့အက်ကောင်တွေကိုပြန်ဆုတ်တယ်အက်ကောင်တွေပြန်ဆုတ်မဲ့နေရာတစ်ခုကိုမောင်းထည့်တယ်ပြီးတော့တခွဲ၃ကဖက်ပစ်တယ်ကြီးရအောင်20ဝင်းကျင်တော့ရှိတယ်ဒီဆုံးတာတေချာတာက9ယောက်ပါဘိုက်ပွင့်ရေမက်ပွင့်ခေါင်းပွင့်နဲ့ရေးစရုံကိုပို့နေတာတွေလည်းရှိရလို့ AW ကနေပြီးတော့ရှင်းပြထားပါတယ်အမရ3-3တရင်ခြေဆိုင်ထားတဲ့နေရာနဲ့တောင်စွန်းရွာဟာဒီမော်လမြိုင်လမ်းမကြားမှာရှိပြီးတော့ ရင်းမြို့နယ်ရဲ့အလဲဘဟုကြတဲ့အနေထားမှာလည်းရှိပါတယ်ဖေဖော်ဝါရီ25ရက်ကလည်းခမရ343တက်ရင်နဲ့မီတာနေရာခန့်အကွာရှိတဲ့စစ်ကောင်စီကာကင်စခန်းအေဘလူးဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်ကိုပြည်စင်နဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတပ်သားများထွက်ပြေး၍တိမ့်ပရရှိသည့်ကင်းစခန်းထူချကကရုတ်ချင်းများဖျက်ဆီးခဲ့ကြောင်းအသိပေးထားခဲ့ပါတယ်ရင်းမြို့အခြေဆိုင်စစ်ကောင်စီတပ်စခန်းနဲ့တက်ရင်များတိုက်ခိုက်မှုအချိန်မြင့်တင်ပြီးဖြစ်၍တရင်အနီနေထိုင်သူများနေဖြင့်တိုးတင်းပြောင်းရွှေ့နိုင်ရန်အေဘလူးကလည်းတိုက်တွန်းပြောဆိုထားပါတယ်ရင်းမြို့မှာစစ်ကောင်စီရဲ့အမတ် တကူစစ်စီကိုကေမှုဌာနချုပ်စကကစတကူနဲ့လက်အောက်ခံတင်းရင်းများဖြစ်တဲ့ကာလာယာ61ကာလာယာ299ခမယာ33ခမယာ956အမှတ်316အမြောက်တရင်အမတာ36စတဲ့တင်းရင်းများရှိကြောင်းကိုလည်း EBLU ကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတော့ဘကိုတိုင်းရောင်းမြို့နယ်ရခိုင်ဘကိုကားလန်းတောင်ကုတ်ဗရောင်းလန်း ရခိုင်ရိုးမှခြေစင်းမှရှိတဲ့ညောင်ကျိုးစကန်တိုက်ပွဲကိုတော့ AA နဲ့စစ်ကောင်စီတို့အပြင်းထန်တိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလည်းအင်အားဖြည့်တင်းနေကြောင်းသိရှိရပါတယ်။စစ်ကောင်စီကလက်နက်ကြီးများဖြင့်အခိုင်အမာထိုင်ချတာသောညောင်ကျိုးတပ်စကန်ကိုအာရခတ်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပြီးမော်ဘီတက်နယ်တရင်မြတ်မှအင်အားရာချီကိုလည်းဖြည့်တင်းနေကြောင်းသိရပါတယ်။တရင်တရင်မြတ်တို့ကတော့တိုက်ပွဲကပြင်းထန်ပြင်းလာနေတဲ့ AA ရဲ့ထိုးစစ်တိုက်ခိုက်မှုကလည်းမရဘူးစစ်ကောင်စီကလည်းအသေးအံခုခံနေတဲ့စစ်ကောင်စီဘက်ကအကြဆုံးများလို့ဒေချောင်းပစ်ကူတွေကိုပါတောက်လျှောက်ပြနေရတယ်လို့သိရပါတယ်။မော်ဘီတက်နယ်တရင်မြတ်မှအင်အားရာချီကိုလည်းအခုဆိုရင်ပို့ဆောင်နေတာ ရှိတယ်လို့လည်းပြောထားတာတွေ့ရှိရပါတယ်။အခါကြတော့အေယာကောင်ကုတ်ဗရောင်းလန်းဘရှိမိုးတီတောင်ကိုတိမ့်ပိုက်ပြီးနောက်ညောင်ကျိုးစကန်ကိုဆက်လက်သိမ်းရန်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။အေယာရဲ့ထိုးစစ်တိုက်ခိုက်မှုကြောင့်ညောင်ကျိုးတိုက်ပွဲတွင်စစ်ကောင်စီဘက်မှအသက်36နှစ်အရွယ်ဘုံမူတန့်စော်ဟင်းတွေ့ဆုံသွားကြောင်းလည်းသိရပါတယ်။တိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကောင်စီရဲ့ချင်းမြန်တိုင်းခမရ313ခမရ931ခမရ932နဲ့ခမရ933တိုက်ရင်းလင်းရှိသည့်နဲ့၃ရင်းကိုညောင်ကျိုးတို့အင်အားဖြင့်ပို့ဆောင်နေကြောင်းသတင်းမြစ်ကဖော်ပြထားပါတယ်။ နောက်ထပ်သတင်းတွေမှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD နဲ့အာရကတက်တော် AA တို့ပူးပေါင်းကမကွေးတိုင်းနဲ့စစ်စင်ရေးပေါ်ဆောင်မယ်လို့သတင်းတွေထွက်နေပြီးလက်ရှိမှာနှစ်ဖက်ဆွေးနွေးညှိနှိုင်းတာတွေလုပ်နေတယ်လို့ဒေသခံစီးရင်သတင်းမီဒီယာဖော်ပြထားပါတယ်။ AA နဲ့ MOD ပူးတွဲပြီးစစ်စင်ရေးပေါ်ဆောင်တာတွေမလုပ်မီမကွေးတိုင်းရဲ့စစ်ရေးဆိုင်ရာကိုကဲမှုတွေကိုအမှတ်တစ်စစ်ဒေသအောက်ကနေ MOD ကပြဲပြောင်းရယူရမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။နောက်ထပ်သတင်းမှာတော့ရုရှားကပြန်လာတဲ့မင်းအောင်လိုင်းကိုတိတ်ကျိတ်တိုးပြီးအမှုပညာရှိနေတစ်ဖွဲ့လုံးတွားရောက်ကြိုးစားတဲ့သတင်းလေးကလည်းဖတ်ပေါ်လာပြီးဖြစ်ပါတယ်။ ဲ့လိုကြိုဆိုမှုမှာတော့ဂျိန်းတောင်အနေနဲ့အခုလိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးမှူးကြီးမင်းအောင်လှိုင်အနေနဲ့အခုလိုမျိုးတွားရောက်တွေ့ဆုံပြီးတော့နျူကလ িয়ার တဲ့ပေါင်းဖို့ကိုစောက်လုံနိုင်ရန်လုပ်ခဲ့တဲ့အတွက်မြန်မာပြည်သူတွေအစားအရန်ကိုကျေးဇူးတင်မိကြောင်းကိုလည်းသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာတစ်စက်တစ်ဆင့်ရေးထားတာကိုလည်းတွေ့ရှိရပါတယ်ခုရှိပါရှင့်အဲ့လေးကတော့အခုတက်မလို့ပါဆိုရင်စက်တက်လေးထီးဆိုတော့တီထွင်ပြီးတော့အစမတ်သမားတွေနှိမ်နေနေတယ်ဆိုတော့မိဘပြည်သူများအားလုံးသိပါပဲရှင့်စက်တက်လေးကတီထွင်တာမဟုတ်ပါဘူးကွာအရင်ထဲကရှိတဲ့ဟာတွေပါ ဒီတော့စစ်ပွဲရဲ့သဘောတရားအရဆိုရင်သူနိုင်သူချကိုနိုင်ကိုချပဲလေဒါအလိုရွှေ့ရပါတော့စစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုတော့ဝါရှင်ကို့မှာအားသာတဲ့အချက်ကိုအသုံးပြုပြီးတော့စစ်ပွဲနိုင်ရရှိဖို့အတွက်တော့စူးစမ်းကြတာပဲရှင့်ဒီတော့ဆက်တက်လေတီးရဆိုရင်မြန်မာတပ်မတွေစူးစမ်းမှုဖြစ်တဲ့အတွက်အောင်ပွဲတွေလည်းဆန်လန်ခဲ့တာမြင်တွေ့ရပါတယ်ဒီတော့ဆက်တက်လေတီဟာအချိန်ကာလတစ်ခုထိဟိုဒီစံပတ်သမားတွေပေါ့နော်နှိမ့်နေနိုင်တဲ့အခါမှာစံပတ်သမားတွေဘက်ကလည်းကြောက်ရွံ့မှုတွေဖြစ်လာပါတယ်။ကြောက်ရွံ့မှုတွေဖြစ်တယ်လို့သူကပြောတာလေ ပြီးတော့သူကဆိုလဲသူကသူတို့တက်ပြီးသူတွေဘယ်ဘုံကျဲနေတာကိုပဲကြောက်ရွံ့မှုတွေကဖြစ်အောင်မယ်နိုင်ငံနည်းလမ်းတွေစူးစမ်းလာအောင်မြင်ရပါရှင့်ဆောင်မကွေးတိုင်းညာမြုပ်နေမှာဆိုရင်ဒီစက်တက်လေးကြီးနှစ်စီးကိုပေါ့နော်ဝိုင်ဖိုင်နဲ့တိုက်ခတ်ပြီးတိုက်ခတ်ခဲ့တဲ့ပုံစံဖြစ်ပါရဲ့ရှင့်အဲ့လိုတိုက်ခတ်တိုက်ခတ်တဲ့အတွက်တဲ့ LED မောင်းတဲ့သူကပေါင်ကြီးထိသွားတယ်ဆိုပြီးတော့မြန်ပကဖအဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားရပေါ့နော်ထုတ်ပြန်တော့သူတို့ပြောတာပါရှင့်ဒီတော့ စက်တက်လေးကြီးကအမြင့်မှာဆိုတော့ဒီလိုတနက်နဲ့ပြစ်လို့ထိလားမထိလားဆိုတော့ကျွန်မတိတ်မပြောတတ်ဘူးရှင်ထိကောင်းလဲထိနိုင်တာပေါ့နော်တို့တို့လည်းလက်နက်တွေကိုအမြဲတမ်းရအောင်စူးစမ်းနေရဆိုတော့ဝဲဝဲပြစ်နိုင်တဲ့တနက်တွေကလက်ထဲရောက်လာရင်တော့ထိကောင်းထိနိုင်တယ်ရှင်ဒီတော့ပေါအောင်ထိလားမထိလားတို့ဘယ်လိုသိရလဲဒီကိစ္စလည်းစဉ်းစားစရာပါရှင်အေးဘောအဲ့ဒါနင်တို့ကွာတာပေါ့နင်တို့ဘုံမာရီဆိုရင်တော်လိုင်းဘက်ကထုတ်ပြန်တဲ့သတင်းတွေကကြည့်ပြီးတော့ဒါပြန်ပြီးတော့ဝေမျှပြောဆုံနေရတာလေတော်လိုင်းဘက်ကသူတွေမှာအကုန်လုံးသိတယ်ဘာလို့သိရလဲဆိုတော့နင်တို့တွေရဲ့ဘုံမာရီတဲမှာလဲရဲသည်တွေရှိသလို အထဲမှာလည်းဖယဲစီရှိတယ်ဖယဲစီတော်အကောင်ကြီးနင်းပါတကားပိတ်အစည်းဝေးဆိုပြီးတော့ကျင်းပါတာယုတ်ကြီးကိုဖီးပြီးထွက်လာတာမတွေ့ဘူးလားဒီတော့ကျမအစ်ပိုင်းလူတွေးမိတာပေါ့နော်တွေးမိတဲ့အခါမှာဆက်လက်ပြီးဖတ်ရှုကြည့်တဲ့အခါမှာဆိုရင်ရေးထားတာကတို့ကဒီပေါင်မှာပေါ့နော်ဒဏ်ရာရသွားရဲဆိုတော့တို့ကဖျဲသေးတယ်တစင်တိရတယ်ဆိုတော့တိရပါရဲ့ရှင့်အဲ့ဒီဆက်တက်လေဒီမောင်းနဲ့အမျိုးအဲ့ဒါလောင်းတာလောင်းတာသားရဲ့တက်မလို့သားရဲ့ပေါ့နော်နာမည်ကိုတော့မှတို့ကတိထားရဲ့ရှင့်တို့တဲ့င်းထဲမှာတော့ဒီနာမည်ထည့်သွင်းရေးသားထားတာပေါ့နော်အဲကြိတ်ပြီးလေးစားနေပြီကြိတ်ပြီးလေးစားနေပြီ ီတော့ကျွန်မအနေနဲ့ပြောချင်တာတက်မှာကတော့ဖျဲသည့်ကိစ္စတွေကတော်တော်ဇလန်းရှုပ်ထွေးနေပါရှင့်တက်မလို့အနေနဲ့ကတော့အသက်နဲ့ရှင်ရတဲ့စစ်ပွဲတွေတိုက်ခိုက်နေတာဖြစ်တဲ့အတွက်တစ္ဆေပေါက်လောက်တွေလည်းအများဆုံးဖေရှားတင်ပါရှင့်အခုဆိုရင်တို့ကစက်တက်လေးတွေအရန်ကြောက်ကြတယ်ကြောက်တော့တို့ကတို့အချင်းချင်းပေါ့နော် အစက်တက်လေးကြီးနဲ့ပတ်သက်တဲ့ဘူတူတာရဲ့ညဝေရရှိရဲပြီးတော့ဒီစက်တက်လေးကြီးကိုဘလို့ပြန်ပြီးတော့တတ်ခတ်နေလဲဆိုပါတယ်သူတို့စပြီးလုံနေပါပြီရှင်။ဒါကြောင့်မြမတက်မတော်အနေနဲ့လည်းစက်တက်လေးကြီးကိုပေါ့။အမှန်ကဒီကစက်တက်လေးကြီးကိုကြောက်နေရမဟုတ်ဘူး။ပြန်တိုက်ကြိတ်ခမ်းပါဘူးကြောက်ပြီးတော့ပြောနေတာ။အခုတက်ပို့ပြီးတော့အပိုက်တွေညှင်သွားပြီးတော့ပေါ့နော်တတ်ခတ်မှုတွေအောက်ကပြစ်တာတွေခံနိုင်ရှိအောင်လို့အစဉ်အဆက်တီထွင်စမ်းသပ်မှုတွေလည်းလုံဆောင်တဲ့မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ရှင်။ကျမအမိနဲ့အခုလိုမျိုးရှာဖွေပြင်ဆက်တယ်ဆိုတာကမြမတက်မတော်သားတွေရဲ့အသက် OA စီးစိမ်ကိုကျမတို့စိတ်ပူရဲကပဲဖြစ်ပါတယ်။ ဒီချိန်မှာမြန်မာတပ်မတော်သားတွေဟာရှေ့တန်းစစ်မြေတပ်တွေမှာအသက်နဲ့ရင်းမိတာဝထမ်းဆောင်နေရတာဖြစ်ပါတယ်။ဒီတော့တချို့ရာလေးတွေမှာတတိမမူဂူမမြင်ဖြစ်မှာဆိုတဲ့အတွက်ဟိုကောင်ဒီဘက်ကဘာတွေလုပ်နေပြီလဲဆိုတာလေးတွေကိုကျွန်မတို့ကစူးစမ်းပြီးတော့တက်ဆက်ပေးတာဖြစ်ပါရှင်။အခုဆိုရင်ဒီကောင်ကစက်တက်လေးထီကိုကြောက်တဲ့အတွက်ဒါကိုသူတို့တံပြန်ပြီးတော့ပေါ့နော်တိုက်ခတ်နိုင်မှုအတွက်ကိုစူးစမ်းလာပြီးဖြစ်ပါတယ်။ဒီစူးစမ်းမှုကအပြည့်အဝမအောင်မြင်မှုဆိုတော့မှအနည်းငယ်အောင်မြင်နေဆိုတော့မှပေါ့နော်ဒါစက်တက်လေးထီမောင်းနေတက်မတော်သားတွေအသက်အန္တရာယ်ဖြစ်မှာဆိုတဲ့ဒဏ်ရာရမှာစိုးပါရှင်။ ကဲဘယ်သူကကြောက်နေလဲဆိုတာပေါ်လင်းနေပါပြီကဲသူကတော့သူများတွေကိုပြောနေတာပေါ့ဗျာတော်လိုင်းဘက်ကသူတွေကဆက်တက်လေဒီကိုကြောက်တယ်ဆိုပြီးပြောနေမိမလဲတကယ်တော့ဆက်တက်လေဒီကောင်တွေကိုပြန်ရှင်းခံမှမဟုတ်ကြောက်နေတာတော့ဘောမတတိုင်ဖြစ်ပါတယ်အဲ့တော့ကျမတို့အနေနဲ့အခုလိုမျိုးပြန်ဆက်ပေးတာဖြစ်ပါရှင်တက်ဆက်ထက်ပြောချင်တာကတော့ကျမတို့ရဲ့တက်ချုပ်ကြီးအခုရုရှားနိုင်ငံသွားတဲ့အခါမှာစစ်ဘက်ဆိုင်ရာနီးပညာတွေပေါ့နော်ဒါလေးတွေလည်းနှိမ့်နှိုင်းဆောင်ရွက်မှုတွေရှိလာခဲ့မယ်လို့ကျမတို့မျှော်လင့်ပါရှင်ဒါကြောင့်ကျမတို့တက်မလို့အတွက်ပုံပုံကောင်းမွန်တဲ့လက်နက်ပစ္စည်းတွေ ပုံမအဆင့်မြင့်တဲ့ဤပညာတွေပေါ့နော်ဂျိုတို့ဤပညာတွေပါလေပါပေါ့ရှင်းတယ်မှာရန်သူတည်ရအောင်တိကျကြည့်နိုင်တဲ့ဟာတွေကအစရရှိလာခဲ့မယ်ဆိုတော့အကောင့်ကိုကြည့်တော့အင်တာနက်တောင်လိတ်လူသွားနေတာတော့ဂျိုတို့ကိုမှန်းနေသေးတယ်ဆုံးပါရှင်ဒါဆိုရင်တော့တက်တော်သားတွေထိကနှင်းတာမျိုးနေပါဆောင်နဲ့စည်ရည်တွေကိုအောင်မြင်ဆောင်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ကျမတော့တော့စည်ရည်တွေဆိုမတင်ဆက်ချင်အောင်ဒီလားဒါပေမဲ့လေ ဟုတ်ဒီဆက်ချင်ပါလေနင်တို့စစ်ကွေးတွေပဲကုန်းနေတာယူဒီကမတင်ဆက်ချင်တဲ့အကြောင်းရင်အသက်တွေနဲ့ဆိုင်တော့လေဒီလိုအသက်တွေနဲ့ဆိုင်တော့ကျွန်တော်တို့ကဒီစစ်ရေးသတင်းပေါ်မှာဝမ်းသာခြင်းဝမ်းနေခြင်းဆိုတာနဲ့မတင်ဆက်ချင်ဘူးအချက်လက်တွေတော့ပဲပြောချင်တာပေါ့နော်ဒီတော့ဒီနေ့တင်ဆက်တာတော့တက်မတော်သားတွေနင်နာမှာစိုးတဲ့အတွက်ဒီကောင်ကြီးရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်မတင်ဆက်ပေးတာဖြစ်ပါတယ်အလုံးမဲ့ဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့မွန်ဘီနယ်ဘီလင်းမြို့နယ်မှာချမ်ပတ်စစ်တရဲ့ Mebley Secure စခန်းကိုတော်လိုင်းကြီးပူပေါင်းတက်တရာဖေဖော်ဝါရီလမှာတိမ့်ပိုက်ခဲ့တာကတော့အားလုံးသိမှာဖြစ်ပါတယ်။ ဲ့လိုသိမ့်ပိုက်တဲ့အခါမှာတော့လေးချောင်းတန်းကိုကာကွယ်နိုင်ဖို့အတွက်တူးမြောင်းနေလှုပ်ပြီးတော့ဝင်ရောက်တိုက်ခိုက်ပြီးစနစ်ကျနဲ့ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။အဲ့လိုတလကန်ကြာပြီးတဲ့ချိန်မှာတော့အိုက်ပွဲတွေဟာစတင်ခဲ့ပြီးတော့နောက်ထပ်တလအကြာမှာပဲသိမ့်ပိုက်ခဲ့ပြီးဖေဖော်ဝါရီလမှာအပြီးပိုင်သိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစကန်ကနေဖန်စီရရှိတဲ့စစ်တုံးပန်းတူရဲ့ကြောကြချက်ကိုလည်းပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။စစ်တုံးပန်းဒီမျိုးဖြစ်ပါတယ်။တော့ရှိကူချက်ချင်းအမဒံရရရတဲ့လူတွေဒံရတွေကိုချက်ချင်းလှဆေးထည့်ပြီးစေးကူပေးချက်ချင်းအဲ့အတွက် ဥဆောင်နိုင်မှုဆွမ်းအားနည်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ကုကဲမှုညံ့မြင့်တဲ့အတွက်ကြောင့်စခန်းနေဒီလိုပဲကြားတယ်လို့ကျွန်တော်ယူဆပါတယ်ဟွကျွန်တော်တို့ကြတော့ဒီလိုပေါ့မိသားစုခက်ခဲအကြောင်းမျိုးမျိုးကြောင့်စစ်တပ်ထဲကိုရောက်သွားတာခင်ဗျာစစ်တပ်ထဲရောက်သွားတဲ့နောက်ပိုင်းမှာမှကိုအမားတွေတိခဲ့တော့လဲပြန်ထွက်လို့လည်းမရတော့ပြန်ပြီးတော့ ဖက်ပြီးတော့လေပြန်အခန်းအဖမ်းခံရတာတွေနှိမ့်ဆက်ခံရတာတွေဒါမျိုးတွေအရှိမတွေ့ကြုံမှုတာတွေရှိခဲ့တော့ဖွယ်မပြေရဘူးမကောင်းမှန်းသိပေမဲ့လေပြင်မစင်းရဲ့ငတ်မှုခေါင်းမာတာသိနေပေမဲ့လေကိုဖက်ပြီးခဲ့လို့ရှိရင်ဟိုကိုတော့ထောင်ချတော့မယ်နှိမ့်ဆက်တော့မယ်ဒါတွေကိုတွေးပြီးတော့ကျွန်တော်တို့မခုံလုံးပြုခဲ့တာပါခင်ဗျအေးအဲ့လိုမျိုးအကြောက်တရားတွေဒါကြီးဆိုးနေမယ်ဆိုရင်တော့သွားမယ်လမ်းတော့တလမ်းမယ်ရှိပါရဲ့နော်ဒါကတော့နောက်ဘဝကိုသွားမယ်လမ်းဖြစ်ပါတယ် ပထမစားဖမ်းမိရှင်တော့ဩသူတို့ဖမ်းမိဝိုင်းတော့ငါ့ကိုတတ်မှာပဲဆိုတော့ဒီလိုအတွေးတော့ပထမဦးဆုံးဖြစ်ပေါ်လိုက်ဒါဒီမဲ့အဲ့လိုတွေပထမဦးဆုံးဖြစ်ပေါ်ပြီးမှာပဲတကယ်တကယ်တမ်းလာလဲဖမ်းလဲဖမ်းရောကျွန်တော်တို့အဲ့လိုရန်သူလူတဘောမထားပဲတဲ့ချက်ချင်းဒီသူလူတို့တယောက်လိုပုံစံမျိုးဆက်ဆံပြီးတော့ဟွန်းစေကုချက်ချင်းအမှဒံရရရတဲ့လူတို့ဒံရရတို့ချက်ချင်းလှမ်းစေးထည့်ပြီးစေကုပေးချက်ချင်းစေးုံပို့ပေးဆိုတော့မထင်မထားတာတွေဖြစ်သွားတော့ရင်ထဲမှာ ဝမ်းနှံ့မှုတွေလည်းဒါအဖြစ်ပေါ်သွားပါတယ်ခင်ဗျာဝမ်းသာမှုတွေလည်းဒါအဖြစ်ပေါ်သွားပါတယ်ကျွန်တော်တို့ကတိုက်ခိုက်တယ်ဆိုတော့ကျွန်တော်တို့လာတိုက်တယ်ဆိုတော့ရန်သူတောင်တားကျွန်တော်တို့ကျေးဇူးတွေတင်ပြီးတော့ဩငါတို့ထင်သားသလိုမဟုတ်ပါလားဆိုတော်တော်လေးကိုယင်ထဲမှာပြောပြလို့မတတ်အောင်ခံစားရပါတယ်ခင်ဗျာနော်တိုက်ခိုက်ဆွမ်းရည်ရာ တော်တော်လေးနီးစနစ်တကြအကွက်တကြစီစဉ်ပြီးမှစကန်တစ်ခုကိုတိုက်တယ်လို့ကျွန်တော်တော့အဲ့လိုမြင်ပါတယ်။ဘာကြောင့်လဲဆိုဘာလို့သုံးသက်လိုက်တာလဲဆိုတော့ကျွန်တော်တို့ဒီစကန်ထဲမှာရှိနေတဲ့အချိန်မှာဒီဆန်စီဦးနာမှာ လေရင်ဘုံကျဲတဲ့တန်ခံနိုင်အောင်လို့ကျင်းတူးတာတွေလာနေတာတွေအဲ့ဒါတွေအကုန်လုံးကအတန်တိတ်ဆိတ်ပြီးတော့သူ့နေရာတဲ့သူနေရာအစီမှာရှိနေတဲ့အတွက်ကြောင့် တော်တော်လေးစီစင်းနေတကြတဲ့အကွက်ကြကြစီစင်းပြီးလာတိုက်ခိုက်တယ်စီစင်းနေကောင်းတယ်သူကျွန်တော်တို့အဲ့လိုမြင်ပါတယ်ခင်ဗျာမရှိပါဘူးခင်ဗျာမရှိပါဘူးဘာကြောင့်မရှိလဲဆိုတော့ခဏပြောတဲ့အချိန်မှာပါသွားသလိုပဲ သူတို့ကဥဒိုးအတွက်ကိုကြည်တာများပါတယ်ထဲရာရှိဘိုင်းဆိုင်ရာလူကြီးဘိုင်းဆိုင်ရာတွေအောက်ရှိဦးလဲညှိနှိုင်းမှုလဲမရှိဘူးညှိနှိုင်းသေးနေအောက်ရှိတဲ့ညှိနှိုင်းသေးလက်ခံလို့တယောက်တက်တယောက်တိုင်းတိုင်းမင်းမင်းလဲမရှိဘူးသူတို့လှုပ်ရှင်တာလှုပ်တယ်တကယ်တကယ်တမ်းကျတော့သူတို့ဒီအထက်အကြီးပိုင်းတော်တော်များများမှာအကူအတွေ့ကြုံမိပြင်းရှိနေသူတို့တုံးတက်တာတော်တော်နည်းပါတယ်တော်တော်လေးလက်အတွေ့ကြုံနည်းပါတယ်သူတို့ထင်ရသူတို့လှုပ်တာအရေးကြီးဆုံးအထက်ကအဓိကသူတို့အပွင့်နေ မပြုတ်သွားရင်ပြီးရောသူတို့ပွင့်နေထတ်တိုးလာဘူးဒီတိုက်ပွဲနိုင်မှုဆိုတာလေတိုက်ပွဲနိုင်မှုဆိုတာလေလူတို့ကိုအဖွဲသားကြီးရောရှင်တန်မှုဆိုတာလေသူတို့အပွင့်ရင်မပြုတ်ကြီးထတ်တိုးတတ်တာကြီးဒါတော့ပဲသူတို့ကငဲ့ပြီအများကမငဲ့ပါဘူးခင်ဗျဒီလိုအစင်လာကြီးရှိနေတည်ရတော့ဘယ်တိုက်ပွဲမှလည်းအောင်မြင်မှာမဟုတ်ပါဘူးခင်ဗျ ျွန်တော်ကိုယ်တိုင်လည်းစဝင်ပြီးတဲ့နောက်ပိုင်းမှာပြန်ထွက်လို့မရလို့ဒါမဖြစ်ဖြစ်တဲ့တည်းကတာဝန်ပေးလို့ဒါထမ်းဆောင်နေရတာစိတ်ထဲမှာလည်းမရှိပါဘူးသူများအသက်တက်ရှင်စိတ်ဆိုတိုက်ခင်ခိုက်ရှင်စိတ်လည်းကျွန်တော်မှလည်းမရှိပါဘူးကျွန်တော်ထင်ပါတယ်ကျန်တဲ့လူတွေလည်းဒီလောက်ငက်ပြပြင်းမှန်းစင်းရဲအာဝူဒင်းတို့ရှင်ကိုက်ဖြုတ်ကိုက်မတရားဖိနှိပ်ချုပ်ထည်ပြီးအမိတ်ပေးအမိတ်ပေးနေတဲ့အောက်မှာ ိနဲ့ချုပ်ချယ်မှုတွေများပြီးတော့စိတ်တောကတွေရောက်ဘုမှလည်းနေခြင်းစိတ်ရှိမှာမဟုတ်ဘူးအစာအစာကြီးနဲ့လည်းမစားရငတ်တလဲပြက်နဲ့ရှင်ကိုက်ဖြုတ်ကိုက်တယ်ကျွန်တော်အများစုကအကုန်လုံးကအထက်ရဲ့ပြင်းနေချုပ်ချယ်မှုအောက်မှာရောက်နေတဲ့အတွက်ကြောင့်နေခြင်းစိတ်မရှိကြတော့အမှန်ပါပဲခင်ဗျာအဲ့ဒါတော့အကုန်လုံးလိုပါပဲ တော့လက်လက်ခရမ်းနေရတော့ကျွန်တော်တို့သူတို့လိုအပ်လို့ရှိရင်ပထမဦးဆုံးကတော့ကုန်းချောင်းကပို့ပေးပါတယ်ကုန်းချောင်းပို့လို့အဆင်မပြေဘူးဆိုရင်တော့ကျွန်တော်တို့လေချောင်းကလေရင်နဲ့လာရှာပါတယ်ခင်ဗျာလေရင်နဲ့လာရှာတဲ့အခါကျရင်တော့ကျွန်တော်10ထုပ်လောက်ရှာလို့ရှိရင်လည်းတန်ကောင်းမှလာ2ထုပ်လောက်ရတာပေါ့2ထုပ်လောက်တစ်ခါကျရင်လည်း2ထုပ်မှမရပါဘူးရတဲ့အခါကျလို့ရှိရင်လည်းကြည်စံတွေကအောက်ပြုတ်ကြတဲ့အချိန်နဲ့ပိန်လေပြီးတော့တနက်ပြစ်လို့ရှိရင်ဂျမ်းဖြစ်တာတို့ပါတို့မထွက်တာတို့ဒါမျိုးတွေရှိပါတယ်ခင်ဗျ အများစုကတော့စစ်တပ်ထဲရောက်လာတဲ့လူအများစုကသူကခိုင်ယူချက်တစ်ခုကြောင့်ရောက်လာတဲ့လူမရှိမရှိပါဘူးခင်ဗျာစစ်တပ်ထဲကိုရောက်လာတဲ့လူအများစုကသူ့ရဲ့မိသားစုပြဿနာအကြောင်းအစီမပြေမှုတွေကြောက်တာအကြောင်းမျိုးမျိုးကြောက်အပြင်ပြဿနာတွေအကြောင်းမျိုးမျိုးကြောက်စစ်တပ်ထဲရောက်လာတဲ့လူကဒါအများစုအကုန်လုံးလုံးပါပဲသူ့ရဲ့ခိုင်ယူချက်တစ်ခုကြောင့်ဆိုပြီးတော့ရောက်လာတဲ့လူမရှိပါဘူးတပ်ထဲရောက်သူကမှဒီစင်မဆင်းရဲတာတွေနှိမ့်ဆက်ခံရတာတွေ ဓာတ်တွေဖြစ်ပေါ်လာပြီးပြန်ထွက်လို့ရလဲမရပြန်ထွက်ရင်လဲဟိုနေထောင်ရှားညမနှိမ့်ဆက်ဓာမျိုးတွေကြောင့်မဖြစ်ဖြစ်တယ်လို့လေးပဲဒီတိုင်းမိတ်ကြိတ်ပြီးနေရတယ်ဘဝဒီလိုဘဝမျိုးတွေပါခင်ဗျာခံယူချက်တစ်ခုကြောက်ဆိုပြီးတော့တက်ထဲဝင်လာမျိုးကြီးကျွန်တော်တော့မထင်ပါဘူးသူอืมနောက်ပိုင်းလုံးမြင်ပါတယ်ခင်ဗျာပထမပိုင်းကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲမိသားစုတစ်စု၁၀ယောက်ရှိတယ်ဆိုရင်တော့ ဖေးမေမကောင်းလို့ရှိရင်မိသားစုပြိုကွယ်ပါဒါဖေးမေမှာပဲတာဝန်ရှိပါတယ်အဲနိုင်ငံကြီးတစ်ခုမှလည်းဒီဒီနိုင်ငံကြီးပြိုလဲဝိုင်းပြက်စီးနေတာဒီနိုင်ငံအုပ်ချုပ်တဲ့ပုံကူကြီးကဲမင်းအောင်လိုက်မကောင်းလို့လားဒီနိုင်ငံကြီးပြိုကွယ်ရတယ်ပြက်စီးရတယ်ဒါလူခေါ်မလဲမပြောပဲတောင်သိပါလေဒီနိုင်ငံပျက်စီးပြိုလဲနေပြီဆိုတာဒီမင်းမကောင်းလို့ဒါတော့ဒါလူတိုင်းလက်ခံရမယ့်ကိစ္စပါဒါတော့ပထမအချက်ပေါ့ ုတိယအချက်ကတော့ကျွန်တော်တို့ဘလို့လဲဆိုတော့ဒီစစ်ပွဲတွေဖြစ်တဲ့အချိန်ခါမှာအောက်ရှည်ကိုအတိအကျလေးလာမှုစုံစမ်းမှုအောက်ရှည်မှာဘာတွေဖြစ်ကုန်လဲဘယ်လောက်ဒုက္ခတွေရောက်ကုန်လဲမသိဘူးပြည်သူလူထုကိုလည်းပြန်မငဲ့ဘူးနေနဲ့ဘုံကျဲမဲ့တရင်ကြတာကြားတဲ့နေရာဘုံကျဲမဲ့စာတင်ကြောင်းတွေလည်းထီချင်းထီဘုံကျောင်းတွေလည်းထီချင်းထီစစ်ပွဲဖြစ်တဲ့နေရာလဲသွားကိုလူလဲသိချင်းသေးသူ့လူလဲသိချင်းသေးအကုန်လုံးနေနဲ့ဘုံနေပက်ချခီတိမြလူအကုန်သေး န်းလို့ပေါ့ရန်သူလဲသေးကိုလူလဲသေးစာသင်ကျောင်းလဲထိအထိဘုန်းကြီးကျောင်းလဲထိထိဘာသာရေးရောပညာရေးရောအကုန်ထိခိုက်တယ်နောက်ပိတ်တော့ဘလို့ဖြစ်လာလဲဆိုတော့သူကသူ့တကူကောင်းဆန်တဲ့ပုံစံပေါက်လာပြီတော့သူ့ကိုကျိုးအတွက်တာသူကရက်တည်နေတယ်လို့ကျွန်တော်ကအဲ့လိုပဲယူဆပါတယ်ဟဲ့ ကဲနိုင်ငံတော်အာဏာငါမလို့ရရင်ခင်ဗျာဘာလုပ်မလဲတဲ့အထက်လူကြီးတို့ဘယ်လိုဆုံးမကျင်လဲဆိုရင်တော့တကောလေးကိုကောင်းနေမိကုန်နေပါပဲပြည်သူလူထုလည်းအဲ့ဖြေရတော့ပြည်သူလူထုဒီမှာပါပြည်သူလူထုဖြေပေးလိမ့်မယ်သူတို့လည်း9မိနစ်လောက်ပိုင်ဆိုင်ငွေရမယ်သူဘာလုပ်မလဲဆိုသူလည်းလှုပ်ရှင်ပါပါသူတို့ဒီပါပါပြည်သူအကုန်လုံးလို့ပါပြည်သူလူထုအကုန်လုံးလို့ပါကျွန်တော်တို့ပြောတယ်မလို့တော့ပါသူပြုတ်ခဲ့တဲ့သူလှုပ်ခဲ့တဲ့ဒဏ်တွေကိုသူ့ပြန်ခံခိုင်းစေချင်တယ်ပေါ့ဒီလိုအချိန်ရတော့တန်ဝင်ကားတွေနောင်လာတွေကောင်းကောင်း ရပြီပြန်ပြင်သိတဲ့အချိန်တော့ရောက်နေပါပြီခင်ဗျာဒီလိုအချိန်မှမှတန်ဝင်ကားတွေလည်းမရဘူးနောင်သားတွေလည်းမရဘူးအရှိဆက်တူနေမှာဆိုရင်တိုင်းပြည်တစ်ခုလုံးပျက်စီးပြီးတော့အကုန်လုံးသိကြဒုက္ခရောက်သွားမယ်အဆင့်ထိရောက်သွားနိုင်ပါတယ်ခင်ဗျာဒီလိုအချိန်မှမှကိုတန်ဝင်ကားတွေရမယ်နောင်သားတွေရမယ်ဩငါတို့လမ်းမကိုလိုက်နေမိတာပါလားငါတို့သွားတဲ့လမ်းမကြီးကတကယ်တိုင်းပြည်ပြက်ခေးမြန်မာနိုင်ငံကြီးပြူပွဲပျက်စီးသွားမယ်ခေးအဲ့တော့ငါတို့လမ်းမတွေကိုမရမလိုက်တော့ပဲတဲ့တကယ်လမ်းမှန်ဒန်းသူ အခွင့်အရေးရမယ်ဒီမိုကရေစီနိုင်ငံတစ်ထူထောင်ရမယ်လမ်းစဉ်ကိုငါတို့လမ်းမှန်ကိုလိုက်မယ်ဆိုလို့ချင်းဒီအချိန်ကငါတို့ပြန်ပြင်မှုအကောင်းဆုံးအချိန်ဖြစ်တဲ့အတွက်ကြောင့်အဆက်လူကြီးတွေလည်းလမ်းမမသွားပဲလမ်းမှန်ကိုနောင်တတွေရပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့စိတ်တက်ပိုင်းဆိုင်ရာတွေပြန်ပြင်ပြီးတော့လမ်းမှန်ဘက်ကိုပြန်လိုက်စေချင်ပါတယ်ခင်ဗျာဒီအချိန်ကပြန်ပြင်လို့ရမယ်နောက်ဆုံးအချိန်တော့ကျွန်တော်ထင်ပါတယ်ခင်ဗျာ